ဟရှုနာစင်တနစ်တာနှုတ်ကပတ်တမတရားအစီအစဉ်မှကြိုဆိုပါရစေ။ဒီကနေ့ဖတ်ရှုနာစင်ရမယ်နှုတ်ကပတ်တမကျမ်းစာတော်မြတ်ကတော့တရားဟောရာကျမ်းအခန်းကြီး28မှ29ဖြစ်ပါလေ။တရားဟောရာကျမ်းအခန်းကြီး28ယနေ့ငါစင်းစုသမျှသောပြည့်ညတ်တော်တို့ကိုသင်သည်ကျင့်ဆောင်ခြင်းကသင်၏ဖျားသခင်ထာဝရဖျားဤစကားတော်ကိုစိတ်စိတ်နားထောင်လျင်သင်၏ဖျားသခင်ထာဝရဖျားသည် လူမျိုးတကာတို့ထက်တင့်ကိုချီးမြောက်တော်မူမည်တင်းဖျားသခင်ထာဝရဖျားဤစကားတော်ကိုနားထောင်လျင်တင်းအပေါ်မှာတက်ရောက်လက်တန့်သောကောင်းကြီးမင်္ဂလာများဟူမူကားတင်းသည်မြို့၌မင်္ဂလာရှိလိမ့်မည်တော၌မင်္ဂလာရှိလိမ့်မည်သာသမီအားဖြင့်၎င်းမြေအသီးနှံအားဖြင့်၎င်းတလေးဆံဖွာသောသားငယ်အားဖြင့်၎င်းသိုးနွားအစည်းပွားအားဖြင့်၎င်းမင်္ဂလာရှိလိမ့်မည် ခြင်တောင်း၌၎င်းမုံနေသောခွန့်၌၎င်းမင်္ဂလာရှိလိမ့်မည်မိမိအိမ်သို့ဝင်သောအခါမင်္ဂလာရှိလိမ့်မည်ပြင်သို့ထွက်သောအခါမင်္ဂလာရှိလိမ့်မည်တင်းတစ်ဖက်၌ထသော ရန်သူတို့ကိုတင်းမျက်မှောက်၌သာဝရဖျားသည်ဒဏ်ခံစေတော်မူမည်သူတို့သည်တလန်းတည်းဖြင့်တင်းရှိရာသို့လာတော်လဲလမ်းခုနှစ်သွဲဖြင့်တင်းရှိမှပြေးကြလိမ့်မည်တင်းဤဗန္နာတိုက်၌၎င်း တင်ပြုလေရာရာ၌၎င်းထာဝရဘုရားသည်တင့်အပေါ်မှာမင်္ဂလာရောက်စေခြင်းကမိတ်တော်မူမည်တင်ဘုရားသခင်ထာဝရဘုရားပေးတော်မူသောပြည်၌တင့်ကိုကောင်းကြီးမင်္ဂလာပေးတော်မူမည်တင်သည်တင်ဤဘုရားသခင်ထာဝရဘုရားဤပညာတော်တို့ကိုစောင့်၍လမ်းတော်သို့လိုက်လျင်ထာဝရဘုရားကျင့်ဆိုသည့်အတိုင်း တင့်ကိုကိုရော့အဖို့တန်ရှင်သောအမျိုး အစီအမြဲဖြစ်စေတော်မူမည်။တင်းသည်ထာဝရဘုရား၏နာမတော်ဖြင့်ခေါ်ဝေါ်သမုတ်ချင်းကို ခံရသည်ဟု လူမျိုးခတ်သိန်းတို့သည်သိမြင်၍တင့်ကိုကြောက်ရွံ့ကြလိမ့်မည်။ထာဝရဘုရားသည်တင်းအားပေးခြင်းကဘိုးဘေးတို့အားကျေးဇူးတော်မူသောပြည်၌ဥစ္စာပစ္စည်းသာသမီတလိษံအတူဘွားမြေအသီးနှံများကို ကြွယ်ဝစေတော်မူမည်။ထာဝရဘုရားသည် အချိန်တန်မှသင်ဤပြည်၌မိုးရွာစေခြင်းက၎င်းသင်ပြုလျရာရာ၌ကောင်းကြီးပေးခြင်းက၎င်းဗန္နာတော်တိုက်သည်ဟုသော မိုးကောင်းကင်ကိုဖွင့်တော်မူမည်။သင်သည် လူမျိုးများတို့အားချီးငားရသော အခွင့်ရှိလိမ့်မည်။သူတို့သည်သင်အားချီးငားရသောအခွင့်မရှိရ။ထာဝရဘုရားသည်သင်ကိုအမိမဖြစ်စေဘဲ ခေါင်းဖြည့်စေတော်မူသည်ဖြင့်သင်သည်အောင့်၌မနေရဘဲအပေါ်၌သာနေရသော အခွင့်ရှိလိမ့်မည်ယနေ့ငါဆင့်ဆိုသောသင်၏ဖျားသခင်ထာဝရဖျားဤပညတ်တော်တို့ကိုကျင့်ဆောင်ခြင်းကနားထောင်လျင်၎င်းယနေ့ငါဆင့်ဆိုသော စကားတော်လမ်းမှထွက်၍လက်ရဘက်လက်ဝဲဘက်သို့မလွဲအခြားတစ်ပါးသောဖျားနောက်သို့လိုက်၍ ဝတ်မပြုဘဲနေလင်၎င်းထိုသို့သောကျေးဇူးတော်ကိုခံရလိမ့်မည်ယနေ့ငါဆင့်ဆိုသောတင်းဤဖျားသခင်ထာဝရဖျားစီရင်ထုံးပွဲတော်မူချက်အလုံးစုံတို့ကိုကျင်းဆောင်ခြင်းကစကားတော်ကိုနားမထောင်လျင်သင်အပေါ်မှာတက်ရောက်လက်တန့်သောကြိမ်ချင်းအမင်္ဂလာများဟုမူကားသင်သည်မြို့၌အမင်္ဂလာရှိလိမ့်မည် တော၌အမင်္ဂလာရှိလိမ့်မည်ခြင်တောင်း၌၎င်းမုတ်နယ်သောခွန်း၌၎င်းအမင်္ဂလာရှိလိမ့်မည်သာသမီအားဖြင့်၎င်းမြေအသီးနှံအားဖြင့်၎င်းသိုးနွားအစီပွားအားဖြင့်၎င်းအမင်္ဂလာရှိလိမ့်မည်မိမိအိမ်ထဲသို့ဝင်သောအခါအမင်္ဂလာရှိလိမ့်မည်ပြင်သို့ထွက်သောအခါအမင်္ဂလာရှိလိမ့်မည် ထာဝရဘုရားကိုစွန့်၍ပြုမိသောဒုစရိုက်အပြစ်ကြောင့်အလင်းအမြန်ပျက်စီးဆုံးရှုံးခြင်းတို့မရောက်မီတန်အောင် ပြုလီရာရာ၌ချိန်ဆခြင်းနောက်ဆက်ခြင်းကဲ့ရဲ့ခြင်းတို့ကိုတင့်အပေါ်မှာတက်ရောက်စေတော်မူမီတင်သွား၍ဝန်စားတတ်သောပြီမတုတ်တင်ဖယ်ရှင်းတော်မူမူမီတန်အောင်ကာလနာကိုတင်၌ဆွဲစေတော်မူမီထာဝရဘုရားသည်တင့်ကိုတူလာ ဖြာနာဒလခဏခယခယနာဖြင့်၎င်းဒါဘိလေထီ၍အပင်သေးဘိအေယူ၍အပင်သေးဘိဖြင့်၎င်းတန်ခတ်တော်မူ၍တင်သည်မပြည့်စည်မီတိုင်အောင်ထိုဘေးတို့သည်လိုက်ကြလိမ့်မည်တင်ကောင်းပေါ်မှမိုးကောင်းကင်သည်ကြေးဝါကဲ့သို့၎င်းတင်အောင်၌မြေသည်တန်ကဲ့သို့၎င်းဖြစ်လိမ့်မည် ထာဝရဖျားသည်တင့်နေရာပြည်၌ရွာသောမိုးရေကို မြေမုတ်ဖုံဖြစ်စေတော်မူသဖြင့်တင်သည်မပြည့်စည်မီတန်အောင်တင့်အပေါ်မှာကြာရလိမ့်မည်တင်းရန်သူရှေ့မှာထာဝရဖျားသည်တင့်ကိုတံပေးတော်မူမည်တင်သည် တလန်းသေးဖြင့်သူတို့ရှိရာသို့သွားတော်လဲလမ်းခုနှစ်သွဲဖြင့်သူတို့ရှေ့မှပြေး၍မြေပေါ်မှာရှိသော အတိုင်းတိုင်းအပြည်ပြည်သို့ ပြောင်းသွားရလိမ့်မည်။သင်၏အသေးကောင်သည် မိုးကောင်းကင်ငှက်တော်သားရဲ့စားစရာဖို့ဖြစ်ရလိမ့်မည်။ထိုတိရစ္ဆာန်တို့ကိုအဘယ်သူမျှမမောင်းရ။ထာဝရပြားသည်သင်ကိုအဂဒုအနာစိန်မြင်းတရိုက်နာဝဲနာမပြောင်းနိုင်သောယာနာဖြင့်ဒဏ်ခတ်တော်မူမည်။ယူသောအနာ မျက်စိကန်းသောအနာ မိန်မောတွေ့ဝေသောအနာဖြင့်ဒဏ်ခတ်တော်မူ၍ မျက်စိကံတော်သူသည် မောင်မိုက်၌စံသက်ရသကဲ့သို့တင်းသည်မွန်းတဲ့အချိန်၌ပင်စံသက်ရလိမ့်မည်တင်းပြုသောအမှု၌မအောင်ဘဲညင်စေခြင်းလူယူခြင်းကိုသာခံရလိမ့်မည်အဘယ်သူမျှမကယ်တင်ရမိမနှင့်လက်ထက်ပြီးတော်လဲအခြားသောသူသည်ပေါင်းဖော်ရလိမ့်မည်အိမ်ကိုစောက်တော်လဲကိုယ်တိုင်မနေရစပြည့်ဥယင်ကိုစိုက်တော်လဲစပြည့်သီးကိုမဆွတ်မယူရ တင့်နွားကိုတင့်မြတ်မောက်၌တက်၍သေးတော်လဲတင်ကိုယ်တိုင်မစားရတင့်မီးကိုတင်ရှင်းမောက်၌အနိုင်အထက်ယူသွားပြီးမှနောက်တဖန်ပြန်၍မပေးရတင့်သူတို့ကိုတင့်ရန်သူ၌အပ်သောအခါကဲနှုတ်တော်သူ မပေါ်မရှိရတင်ဤသားသမီးတို့သည် သူတပားလက်သို့ရောက်၍တင့်မျက်စီသည်တစ်နေ့လုံးမျောကြည့်လျက် အာကုန်လိမ့်မည်။တင်းလက်သည်လည်းခွန်အားမရှိရ။တင်းမတိမကြွမ်းသောလူမျိုးသည်တင်းနေရပြီအသီးအနှံကို၎င်း။တင်းလှုပ်ဆောင်၍ရသောဥစ္စာကို၎င်းစားလိမ့်မည်။တင်းသည်ညင်စဲနှိမ့်ဆက်ခြင်းကိုသာအစင်မပြတ်ခံရလိမ့်မည်။ထို့သောကိုယ်တိုင် တွေ့မြင်သောအမှုကြောင့်တင်းသည်အယူဖြစ်ရလိမ့်မည်။သာဝရဖျားသည်တင့်ဒူးနှင့် ခြေတောင်မကခြေဘွားမဆ၍ဥကောင်ထိတ်တိုင်အောင်မပြောင်းနိုင်သော အနာစိမ့်ဖြစ်တန်ခတ်တော်မူ၏။ထာဝရဘုရားသည်သင်ချီးမြောက်သောရှင်ဘရင်ကိုသင်နှင့်သင်ဘိုးဘေးတို့မတိမကြွမ်းဘူးသော လူမျိုးရှိရာသို့ ဆောင်းသွားတော်မူသည်ဖြစ်သင်သည် အခြားတစ်ပါးသောဘုရားတစ်သားဘုရားကြောက်ဘုရားတို့ကိုဝုတ်ပြုရလိမ့်မည်။ထာဝရဘုရားသည် တင့်ကိုဆောင်းသွားတော်မူသောအပီပီတို့၌တင်သည်အံ့ဩရာပုံခိုင်းရာကဲ့ရဲ့ရာဖြစ်လိမ့်မည်တင်သည် များစွာသော မျိုးစေ့ကိုလည်းတို့ ယူသွား၍ကျိုင်းကောင်တို့သည်ကြိုက်စားသောကြောင့်နေသောစဘာကိုတင်ရလိမ့်မည်စပြည့်ဥယင်တို့ကိုဆိုက်၍ပြုစုတော်လဲပိုးများကြိုက်စားသောကြောင့်ကိုယ်တိုင်စပြည့်သည်ကိုမဆွရစပြည့်ရည်ကိုလည်းမတောက်ရ တင့်နေရအရရ၌တန်လွင်ပင်ရှိတော်လဲအတိမမဲ့မီကြွေသောကြောင့်တင်သည်တန်လွင်စီနှင့်ကိုကိုမလင်းရသာသမီကိုဖွားမြင်တော်လဲသူတို့နှင့်မပျော်မမွေ့ရရန်သူတို့သည်တိမ်သွာကြလိမ့်မည်တင့်နေရပြည်၌တစ်ပင်ရှိသမျှမြေအတိအနံရှိသမျှကိုကျိုင်းကောင်တို့သည်ကြိုက်စားကြလိမ့်မည် တင်နေအတူနေသောတပားမျိုးသားသည်မြင်လျက်တင်းအပေါ်သို့တက်လိမ့်မည်တင်းမူကအောက်သို့ဆင်း၍နေရလိမ့်မည်သူသည်တင်းအားချင်းကားသောအခွင့်ရှိလိမ့်မည်တင်းမူကသူအားချင်းကားသောအခွင့်မရှိရသူသည်ခေါင်းဖြည့်၍တင်းသည်အမီးဖြစ်လိမ့်မည်တင်းဖျားသခင်ထာဝရဖျားထားတော်မူသောစီရင်ထုံးပွဲချက်တရားကိုစောက်ရှောက်ခြင်းကား သင်သည်စကားတော်ကို နားမထောင်သောကြောင့်မပြည့်စည်မီတန်အောင်ဤကျင့်ချင်းအမင်္ဂလာရှိသည်များတို့သည်သင်အပေါ်မှာတက်ရောက်လျက်သင်ကိုလိုက်၍မီလျက်ရှိကြလိမ့်မည်သင်အပေါ်၌၎င်းသင်အမျိုးအနွယ်အပေါ်၌၎င်း အစင်မပြတ်နမိတ်လက္ခဏာအံ့ဖွယ်သောအမှုဖြစ်ကြလိမ့်မည်သင်သည်ဥစ္စာကြွယ်ဝသောအခါဝမ်းမြောက်ရှင်လန်းသောစိတ်နှင့် သင်၏ဖျားသခင်သာဝရဖျား၏အမှုတော်ကိုမဆောင်မရွက်သောကြောင့်သာဝရဖျားစီလွတ်တော်မူသောရန်သူ၏အမှုကိုသင်သည်မွတ်သိချင်းရေငက်ချင်းအဝတ်အချီးစီးရှိခြင်းနှင့်တကွအရာရာ၌ဆင်းရဲစွာ ဆောင်ရွက်ရလိမ့်မည်သင်သည်မပြည့်စည်မီတန်အောင်သင်လေပင်၌သင်ထမ်းဖို့ကိုတင်ထားတော်မူမည်ရွှေလင်းဓာပြန်တက်တဲ့သို့ လင်မြန်သောလူမျိုးကြံတန်းသောမျက်နာနှင့်ပြည့်စုံလျက်အသက်ကြီးသူကိုမယိုသေးအသက်ငယ်သူကိုမတနာတတ်သောလူမျိုးကို ဝေသောအရက်မြေကြီးစွမထာဝရဖျားသည်ခေါ်၍တင့်ကိုတိုက်စီတော်မူမည်တင်သည်မပြည့်စည်မီတန်အောင် ထိုရန်သူသည်သင်ဤသိုးတငယ်နွားတငယ်မြေကြီးအသီးအနှံကိုစားရလိမ့်မည် သင်ကိုမဖြက်စီးမိတတ်အောင်ဆံစပါစပြစ်ရေစီတိုးနွားအစည်းပွားကိုသင်အဖို့မချံမထားရသင်နေရာပြီအရရတို့၌သင်ကိုးစားသောမြို့ယိုမြင့်၍ခိုင်ခန့်သောမြို့ယိုတို့သည်မပြိုမကျမီတတ်အောင်သင်နေရာမြို့ရှိသည်များတို့ကို ဝိုင်းထားလိမ့်မည်သင်ဖျားသခင်ထာဝရဖျားပေးတော်မူသော ပြီအရရတို့၌ မြို့ရှိသမျှတို့ကိုလည်းဝိုင်းထားလိမ့်မည်ထို့သောဝိုင်းထား၍ရန်သူသည်ကျင်းကျက်စေသောအခါကိုရင်သွေးသည်ဟူသောတိန်ဖျားသခင်ထာဝရဖျားပေးတော်မူသော သာသမီတို့၏အသားကိုတင်စားရလိမ့်မည်တင့်နေရာမြို့တို့ကိုရန်သူဝိုင်းထား၍ကျင်းကျက်စေသောအခါအလိုနူးညံ့သိမ်မွေ့သောယောက်ျားသည်စားစရာအလင်း မကြံကျွင်းသောကြောင့်မိမိသားသမီးအသားကို စားရတော်လဲမိမိညီအကိုမိမိရင်ခွေ၌ရှိတော်မရာကြံကျွင်းသေးသော သားသမီးတို့ကို မနာလိုသောစိတ်ရှိ၍ထိုသားကိုသူတို့အားမဝေမပေးဘဲစားလိမ့်မည်သင်နေရာမြို့တို့ကိုရန်သူဝိုင်းထား၍ကျင်းကျက်စေသောအခါအလွန်နူးညံ့သိမ်မွေ့သဖြင့်မြေကို မနှေးဝွန်သောမိမသည်လည်း စားစရာအလင်းမရှိသောကြောင့်မိမိရင်ခွေ၌ရှိသောလင်မိမိသားသမီးမိမိဝမ်းထဲကထွက်သောအချင်းမိမိဖွားမြင်သောသူငယ်တို့ကို မနာလိုသောစိတ်ရှိ၍မိမိသူငယ်ကိုတိတ်ဆိတ်စွာ စားရလိမ့်မည်။တင်းဤဖျားသခင်သာဝရဖျားသည်ဘုံကြီး၍ကြောက်မဲ့ဖွယ်သောနာမတော်ကို ကြောက်စီခြင်းကဤကျမ်းစာ၌ရေးထားသောဤ တရားတော်စကားအလုံးစုံတို့ကို သင်သည် မကြင်မဆောင်ပဲနေလျင်သာဝရဖျားသည် သင်ခံရသောဘေးသင်အမျိုးအနွယ်ခံရသောဘေးတို့ကိုအံ့ဩပွေသောဘေးအလွန်ကြီး၍မြဲမြံသောဘေးအလွန်ပြင်း၍မြဲမြံသောယောဂဝေဒနာဖြစ်စေတော်မူမည်ထိုမှတပါသင်ကြောက်တတ်သောအေဂုရုပြီအနာယောဂရှိသမျှတို့ကို သင်အပေါ်မှာတက်ရောက်စီတော်မူသည်ဖြင့်သင်၌ထိုအနာယောဂတို့သည်ဆွဲကပ်ကြလိမ့်မည်ထိုမှတပါဤပညာတိကျမ်းစာ၌ရေး၍မထားသော အနာယောဂဘေးဥပက်ရှိသည်များတို့ကို သင်သည်မပြည့်စည်မီတိုင်အောင် သင်အပေါ်မှာသာဝရဖျားတက်ရောက်စီတော်မူမည်သင်သည်အည်အတွက်အားဖြင့်မိုးကောင်းကင်ကျယ်ကဲ့သို့များတော်လဲသင်ဤဖျားသခင်သာဝရဖျားဤစကားတော်ကို နားမထောင်သောကြောင့်နည်းနည်းဖြစ်ရလိမ့်မည်။တင့်ကိုကျေးဇူးပြု၍များပြားစေသောအမှု၌သာဝရဖျားပျော်မွေးတော်မူသည့်ဤသူတပံတင့်ကိုဖျက်ဆီး၍အကျိုးနည်းစရာအမှု၌ပျော်မွေးတော်မူသည်ဖြင့်တင်သွား၍ဝင်စားလက်တန့်သောပြည်တဲကတင်သည်သုတ်တင်ပယ်ရှင်းခြင်းသို့ရောက်ရလိမ့်မည်။သာဝရဖျားသည်လည်းမြေကြီးစွန်းတစ်ဘက်မှသည်တစ်ဖက်တိုင်အောင် လူမျိုးပေါင်းတို့တွင်တင့်ကိုအရရက်ကွဲပြားစီတော်မူသည်ဖြင့်တင်နှင့်တင့်ဘိုးဘီတို့မတိဘူးသော အခြားတပါသောဖျားတစ်သားဖျားကြောက်ဖျားတို့ကိုဝိပြုရလိမ့်မည်ထိုလူမျိုးတို့တွင်တင်သည်တတခြင်းမရှိရာနေရမကြရာနှလုံးတုံလှုပ်ခြင်းမျက်စိမျော်၍အာကုန်ခြင်းဝန်နေခြင်းအကြောင်းကိုသာဝရဖျားစီရင်တော်မူသည်ဖြင့်တင်သည်အသက်ဆုံးလူသည်ဖြစ်၍နေညာမပြတ်စိုးရင်လျက် သေဘေးနဲ့လွတ်မီမလွတ်မီကိုမသိဘဲလျက်နေရလိမ့်မည်။သင်၏စိတ်နှလုံးထဲမှာကြောက်ရွံ့ရသောအကြောင်းသင်မျက်စိနှင့်မြင်ရသောအရာကြောင့်နနဲ့အချိန်၌သင်ကညရောက်ပါစေဟု၍၎င်းညအချိန်၌နနဲ့ရောက်ပါစေဟု၍၎င်းဆုတောင်းရလိမ့်မည်။ထိုလမ်းကိုနောက်တဖန်သင်မမြင်ရဟုမိတ်တော်မူသောလမ်းဖြင့်သာဝရဖျားသည် တဖန်သင်ကိုအေဂုတုပြည်သို့သင်မောနှင့်ပို့ဆောင်တော်မူသည်ဖြင့် ထိုပြည်တွင်ဂျုံယောက်ျားဂျုံမိမဖြစ်စေခြင်းကရန်သူတို့၌ရောက်ကြလိမ့်မည်။သို့ရာတွင်အဘယ်သူမျှတင့်ကိုမဝယ်လိုဟုဣသရေလလူမျိုးတို့ကို ဟောပြောလေ၏။တရားဟောရာကျမ်းအခန်းကြီး29ဤ၍ကဟောရအရ၌သာဝရဖျားသည်ဣသေလမျိုးနှင့်ပြုတော်မူသောပဋိညင်မတပါမောဘပြည်၌မောရှိသည်ထိုလူမျိုးနှင့်ပဒိညင်ပြုစေခြင်းက ထာဝရဖျားမာထားတော်မူသောဗရိညေစကားတော်ဖြစ်သည်တဖန်မောရှိသည်ဣသေလမျိုးသားအပေါင်းတို့ကိုခေါ်၍ထာဝရဖျားသည်အေဂုတုပြည်မှဖာရောဘုရင်၌၎င်းသူ၏ဂျွန်အပေါင်းတို့၌၎င်းသူ၏ပြည်တလျှောက်လုံး၌၎င်းတင်တို့မျက်မှောက်တွင် ပြုတော်မူသည်။သည်ဟုသော ကိုမျက်စိနှင့်မြင်၍အလွန်ကြီးစွာသောစုံစမ်းခြင်းအမှု အလွန်ကြီးသောနှမိတ်လက္ခဏာထူဆန်းသောတကူများကိုတင်တို့သည်မြင်ရကြပြီး သို့တော်လဲနားလည်နိုင်သောနှလုံးမြင်နိုင်သောမျက်စိကြားနိုင်သောနားတို့ကိုယနေ့တအောင်သာဝရဖျားသည် ပေးတော်မူမူသည်အနှစ်40ပတ်လုံးတင်တို့ကိုတော၌ငါပို့ဆောင်တော်မူပြီးတင်တို့အဝတ်သည်မဟောင်းမနှံ့တင်တို့စီသောခြေနှင်းလည်းမပြတ်တင်တို့သည်မုံကိုမစားဇပြည့်ရည်နှင့်တည်ရည်တည့်ရက်ကိုမတောက်ပဲနေသောကြောင့်သာဝရဖျားသည်တင်တို့၏ဖျားသခင်ဖြစ်ကြောင်းကိုသိရ၏ ်တင်တို့သည်ဤရက်သို့ရောက်သောအခါဟေရှဘုံရှင်ပရေရှိဟုံဗာရှန်ရှင်ပရေအောခတို့သည်ငါတို့ကိုစစ်တိုက်ခြင်းကထွက်လာသဖြင့်ငါတို့သည် သူတို့ကိုလှုပ်ကြံ၍သူတို့ပြည်ကို သိမ်းယူပြီးမှရုဘင်အမျိုးဂတ်အမျိုးမနာရှိအမျိုးတဝက်၌ပေးလေ၏သို့ဖြစ်၍တင်တို့ပြုလီရာရာ၌အောင်မြင်မိအကြောင်း ဣပရိညီစကားတို့ကိုစောက်ရှောက်၍ကျင့်ကြလော့တင်းဤဖျားသခင်ထာဝရဖျားသည်တင်းနှင့်ယနေ့ပြုတော်မူသောတစ္ဆာကိုတင်းသည်ခံ၍တင်းဤဖျားသခင်ထာဝရဖျားနှင့်ပရိညီပြုခြင်းက၎င်းတင်းကိုကိုတော်ဤလူမျိုးရာ၌ယနေ့ခံထားတော်မူစေခြင်းက၎င်းအထက်ကမိတော်မူ၍တင်းအဘအာဗရာဟံဣဇက်ယာကုပ်တို့အားကျင်းဆူတော်မူသည့်အတိုင်းတင်းဤဖျားသခင် ဖြစ်တော်မူစေခြင်းက၎င်းသင်တို့အမျိုးအနွယ်ဤအကဲအမှုအသက်ကြီးသူမင်းအရာရှိဤသေးလာအမျိုးယောက်ျားမိန်းမသူငယ်ထင်းခုတ်တော်သူ ရေခတ်တော်သူမှဆ၍တတ်၌ရှိသမျှတော်သူတို့သည်သင်တို့ဖျားသခင်သာဝရဖျားရှိတော်၌ယနေ့ရက်နေကြ၏ထိုမှတပါဤပရိညေဤသစ္စာကိုသင်တို့နေသာငါပြုသည်ချက်မကား ငါတို့ဘုရားသခင်ထာဝရဘုရားရှိတော်၌ယနေ့ယက်နေသောသူတို့နှင့်၎င်းငါတို့တွင်ယနေ့မပါသောသူတို့နှင့်၎င်းငါပြု၏သင်တို့သည်အေဂုတုပြည်၌ပေါင်းဖော်သောသူခရီးသွား၍လမ်း၌တွေ့ကြုံသောလူမျိုးတို့ကိုသင်တို့သိကြ၏သူတို့၌ရှိသောဆက်စုပ်ယုံရှားပွဲသောတစ္သာယုတ်ထုကြောက်ယုတ်ထုရွှေယုတ်ထုငွေယုတ်ထုတို့ကိုမြင်ကြပြီး ငါတို့ဘုရားသခင်ထာဝရဘုရားထံတော်မှလွဲရှောင်ခြင်းသောသဘောရှိလျက်ထိုလူမျိုးတို့၏ဘုရားများထံသို့သွား၍ဝတ်ပြုသောယောက်ျားမိန်းမအဆွေအမျိုးတစ်စုံတစ်ယောက်သည်သင်တို့တွင်ပါမည်ဟု၍၎င်းခားစွာသောအသီးဒေါနာကိုတိတက်သောအပင်မြစ်သည်သင်တို့တွင်ပေါ့မည်ဟု၍၎င်းထိုသို့သောသူသည်ဤကျင့်ခြင်းစကားကိုကြားသောအခါစိတ်ခံမှသည့်အတိုင်း ငါကြင့်၍ရင်ငတ်ခြင်းအပေါ်မှာရည်မှုခြင်းကိုထမ်းစစ်တော်လဲချမ်းသာရမည်ဟုစိတ်ထဲမှာကိုကိုကိုကောင်းကြီးပေးမည်ဟု၍၎င်းစိုးရင်เสียရှိ၏ထိုသူကိုထာဝရဖျားနှမျောတော်မမူအပြည့်ရှိသည်ဟုထင်လွယ်သောစိတ်အမျက်တော်အရှိန်မိကိုထွက်၍ဤကျမ်းစာ၌ရေးထားသောအမင်္ဂလာရှိသည်များတို့သည်ထိုသူအပေါ်မှာတည်နေကြလိမ့်မည်ထာဝရဖျားသည်သူ၏အမိကို မိုးကောင်းခင်အောင်၌ခြားတော်မူလိမ့်မည်ဤပညာတိကျမ်းစာ၌ရေးထားသောပဒိညင်အမင်္ဂလာရှိသများတို့နှင့်အညီထိုသူကိုဤသေးလာမျိုးနွယ်အပေါင်းတို့ထဲကထာဝရဖျားနှုတ်၍အပြစ်ပေးဖို့ရာ ခွဲထားတော်မူလိမ့်မည် သူနေရာရ၌ထာဝရဖျားတန်ခတ်တော်မူသော အနာယောဂဘေးဥပ္ပတ်တို့ကို၎င်းထာဝရဖျားသည်ဒေါသအမျက်တော်ထွက်၍မောက်လန်တော်မူသောသောရုံမြို့ဂေါ်မောရာမြို့ အာဓမာမြို့ဇေပိုင်မြို့တို့ပြိုပြက်ရာကဲ့သို့တပြည်လုံးကိုကန့်နှင့်မီကျွမ်းလောင်သောသာသက်သက်ဖြစ်၍မျိုးစစ်မကျဲအသီးအနံမသီးမြက်ပင်မပေါက်ချောင်းကို၎င်းတင်တို့နောက်မှဖြစ်လက်တန့်သောတင်တို့အမျိုးသားဝေသောအယမလာသောတဘာမျိုးသားတို့သည် မြင်ကြသောအခါသာဝရဖျားသည်ဤပြည်၌အဘဲကြောင့်ဤသို့ပြုတော်မူသည်နိ ဤပြင်းစွာသော အမျက်တော်အရှိန်ကအဘယ်သို့နည်းဟုလူအမျိုးမျိုးတို့သည်မြင်းမြန်းကြလေသူတပါးတို့ကထိုသူတို့၏ဘိုးဘေးတို့ ကိုးကွယ်သောဖျားသခင်သာဝရဖျားသည် သူတို့ကိုအဂရုပြည်မှနှုတ်ဆောင်သောအခါသူတို့နှင့်ဖွဲ့တော်မူသောပဒိညင်ကို သူတို့သည်စွန့်ကြသောကြောင့်၎င်းအထက်ကသူတို့မသိသူတို့အားအဘယ်အရာကိုမျှမပေးသော အခြားတပါသောဖျားတို့အားဝုပြုကိုးကွယ်ကြသောကြောင့်၎င်းဤမိသောစံစာ၌ရေးထားသောအမင်္ဂလာရှိသည်များတို့ကိုဤပြည်၌တင့်ရောက်စေခြင်းကထာဝရဖျားသည် အမျက်တော်ထွက်သည်ဖြင့်ပြင်းစွာသောဒေါသအမျက်အရှိန်အာကြီးလျက်သူတို့ပြည်တဲကသူတို့ကိုနှုတ်ပယ်၍ယနေ့တန်အောင် အခြားတပါသောပြည်တို့နှင်ထုတ်တော်မူသည်ဟု ပြန်ပြောကြလိမ့်မည် မထင်ရှားသော အရာတို့သည်ငါတို့ဘုရားသခင်ထာဝရဘုရား၏အငမ်းတာဖြစ်ကြ၏။ဖော်ပြတော်မူသောအရာတို့သည် ကာလအစဉ်မပြတ်ငါတို့နှင့်ငါတို့သားသမီးများတို့၏အငမ်းတာဖြစ်၍ဤပညာတရားစကားအလုံးစုံတို့ကိုစောင့်ရှောက်ရမည်အကြောင်းသည်။ဒီကနေ့ဖတ်ကြားသွားတဲ့နှုတ်ကပတ်တမန်ကျမ်းစာတော်မြတ်ကတော့တရားဟောရာကျမ်းအခန်းကြီး28မှ29အထိဖြစ်ပါတယ်။ ကြားနာရသူပေါင်းဖရာသခင်ကောင်းချီးပေးပါစေ